မင်္ဂလာပါချွေးသတင်းဌာနကအပတ်စဉ်တင်လာနေကနေတောက်ကြနေထင်းညနေခင်းတိုင်းတင်ဆက်တော်မယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးတော့မယ့်သတင်းအစီအစဉ်တင်ဆက်သူမယ့်ဆံမဲဖြစ်ပါတယ် ဖကတ်မြို့နယ်စစ်မှုကြီးရွာအုပ်စုဆောင်းအောင်ကြီးရွာမှာဒီကနေ့မော်လွယ်ပိုင်းကလက်နက်ကြီးကြာရပောက်ကွဲခဲ့လို့မူဂျိုဆီယာမနဲ့ကလေးတအူထိခိုက်ခဲ့ကြောင်းသိရပါဗါတယ်။တိုက်ပွဲမရှိဘဲစစ်ကော်မရှင်တပ်ကလက်နက်ကြီးရန်တမ်းပစ်ခတ်ခဲ့ရာကနေဆောင်းအောင်ရွာထဲကိုလက်နက်ကြီး၃လုံးကြာရပောက်ကွဲခဲ့တယ်လို့ဒေသခံတွေကဆိုကြပါဗါတယ်။လက်နက်ကြီးစားနာတွေထိမှန်တာကြောင့်မူဂျိုဆီယာမတအူနဲ့ကလေးတအူ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။ဖကန်ဒေတာမှာတော့လက်တလောတိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့မနေ့ကညဦးပိုင်းမှာမော်စီစာဖျားကုန်းမှာတပ်ဆွဲနေတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ကိုတလိုင်းအဖွဲ့ဘက်ကဒရုန်းနဲ့ပုံချတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ရှိခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ဒီနေ့မှာတော့ဖျားကုန်းမှာတပ်ဆွဲထားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေပြန်လည်ဆုတ်ခွာသွားပြီးတဲ့နောက်ကျန်ရီထင်းချို့ area အတွင်းကအရက်သားတွေနေတဲ့နေရာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပြီးထိခိုက်မှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုတော့ဒီမှာပဲရနာပါရ စီမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကြမှာပြီးဘေးအနေကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါရစေ။